အားလုံးပဲနှစ်သက်မှာရွှင်လန်းချမ်းမြေ့ကြပါစေလို့ဖူးကပြန်လည်ပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ဖူးရဲ့ပြင်းထန်ခေါင်းကယောဂါပြန်ပြီးတော့ခံစားနေရလို့တကြံတွင်းတွင်းလုံးမှာအနားယူနေရတာကြောင့်ဗီဒီယိုတွေတိတ်ပြီးမလုပ်ဖြစ်တာပါ။တကြံကာလကိုဖူးကတော့အိမ်မှာအနားယူရင်ရိုးရိုးရှင်းရှင်းပဲဖြတ်တန်းခဲ့တယ်။ဒီနေ့မှာတော့ဖူးရဲ့အလုပ်တွေပြန်စပြီးတော့လုပ်ဖြစ်တယ်။အလုံးမစခင်စားတဲ့ဖူးရဲ့မနက်စာကိုတော့အုတ်တခွန်းနဲ့ကြက်ဥပြုံနဲ့စားဖြစ်တယ်။ ကျမရေနဲ့ညညဖို့အတွက်ဖူးရဲ့အစားအသောက်တွေမှာတစ်နှစ်တာကယ်လိုရီကို1200ကနေ1400ကျားမှာပဲစားပြည့်အောင်လို့အမြဲကြိုးစားတယ်။မနက်စာစားပြီးတော့ဖူးဗီဒီယို edit စလုပ်တယ်။နေမကောင်းဖြစ်နေခဲ့တဲ့တကြံရက်ကအလုပ်အကျွေးတွေပြန်ပြီးတော့လုပ်ရတာပေါ့။မနက်စာစားပြီးတဲ့အခါထိုင်ပြီးအလုပ်လုပ်လိုက်တာတနာရီမီးပြတ်မှပဲနေ့လယ်စာစားဖို့ထားဖြစ်တော့တယ်။မောင်လက်ကြီးလေးလည်းတိတ်နေမကောင်းဖြစ်နေလို့စေကံတော့ပြရတယ်။ စေကံပြအားလုံးစိတ်လှုပ်ရှားနေတဲ့မောင်လကီးလေးပါဒီဗီဒီယိုလေးရဲ့ရည်ရချက်ကတော့ဖူးကိုစိတ်ပူပြီးတော့ချက်ပေါ့စ်မှာလာမီးနေကြတဲ့သူတွေစိတ်မပူတော့အောင်လို့ဖူးရဲ့တနေ့တာလှုပ်ဆောင်ချက်လေးတွေကိုရိုက်ပြခဲ့တာပါနောက်နေ့မှာတော့ဖူးတင်ဆက်ပေးနေကြဗီဒီယိုလေးတွေကိုပြန်ပြီးတော့တင်ဆက်ပေးနိုင်အောင်ကြိုးစားနေပါတယ်လို့ပြောရင်းနဲ့အားလုံးပဲခွန်လိုက်ပါနော်